ရီယယ်မတ်ရဲ့အသင်းကိုအာဆန်အသင်းတို့ဖျောက်ချမယ်ဆိုတာကိုတည်ထားခဲ့တဲ့ဆိုရက်ဒီဂန်ရိုက်စ်ယမနီကဆန်နီယာဂိုဘောင်နေဗျူးမှာရီယယ်မတ်ရဲ့အသင်းကို2ဂိုးဂိုးနဲ့အနားရရှိခဲ့ပြီးချမ်ပလီစင်မီဖိုင်နယ်2ကြော်ပေါင်းရလက်9ဂိုးဂိုးနဲ့အေးဆေးစွာတက်ရောက်နိုင်ခဲ့ပြီးနောက်ဒီဂန်ရိုက်စ်ကထူးခြားတဲ့အရာတွေအတွေ့လမ်းကြောင်းပေါ်ကိုရောက်နေပြီလို့ဖွင့်ရပြောဆိုခဲ့ပါလိမ့်ပရမကြောင့်မှဒီဂန်ရိုက်စ်ရဲ့အန်အောလောက်ဆရာကောင်းတဲ့ free kick မှော်သွင်းကို2ကိုကြောင်းအာဆနယ်အသင်းဟာလက်ရှိချန်ပီယံအသင်းကိုဖျောက်ချဖို့လမ်းစာပေါ်ပေါက်ခဲ့တာလည်းပဲဖြစ်ပါလိမ့် ်အင်္ဂလန်လေဝဇင်အသင်းကဒုတိယကြော်မှာလဲပွဲစဉ်အကောင်းဆုံးသောကစားမဆုကိုရရှိခဲ့ပြီးဇာဂါနဲ့ဂါဘရီယယ်မာတီနယ်တို့ရဲ့ဂိုးတွေကစပိန်မှာတမိုင်းဝင်နိုင်ခဲ့တဲ့နိုင်ပွဲတပွဲအသေးချာစေခဲ့တာလည်းဖြစ်ပါလိမ့်ဒီကလန်အတွက်အရန်ကိုထူးခြားတဲ့ညတညပါပဲဒီကလန်အတွက်တမိုင်းဝင်ညတညပါဒီပြိုင်ပွဲမှာကျွန်တော်တို့ရည်မှန်းချက်တစ်ခုရှိပါလိမ့်အကောင်းဆုံးအသင်းနဲ့ကစားချင်တာပါပဲဒီပြိုင်ပွဲကိုကျွန်တော်တို့အနိုင်ရခြင်းပါလေတို့ဒီကန်ရက်စ်ကဖွင့်ရပြောဆိုခဲ့တာလည်းဖြစ်ပါလိမ့် သူတို့ကအရင်ကအချိန်ပေါင်းများစွာပြန်လာနိုင်ခဲ့တာကြောင့်ဒီနေရာမှာပြန်လာမယ်ဆိုတဲ့ပြောဆိုမှုတွေအများကြီးရှိခဲ့ပါတယ်။ဒါမှလည်းပရမတ်ကျော့မှာကလေးကကျွန်တော်တို့မှာယုံကြည်မှုနဲ့တတိကတော့အပြည့်ရှိနေခဲ့ကြတာပေါ့။ဒီကိုလာပြီးဒီဘက်ကိုနိုင်ရနိုင်နေဆိုတာကိုကျွန်တော်တို့သိထားနှင်ခဲ့ပါတယ်။ကျွန်တော်တို့ခံစားသွားရမယ်ဆိုတာသိခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်တို့နိုင်မယ်ဆိုတာလည်းသိနေခဲ့ပါတယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်။အာဆီယံရဲ့2009ခုနှစ်နောက်ပိုင်းချန်ပီယံစင်ဖိုင်နယ်ကိုပရမအောင်အကြိမ်တက်ရောက်နိုင်ခဲ့တာလည်းပဲဖြစ်ပါတယ် ဒီနောက်ဆုံး၄သင်းအဆင့်မှာကန်နာတို့ဟာ PSG အသင်းနဲ့တွေ့ဆုံတော့မှလည်းပဲဖြစ်ပါလိမ့်။။အာဆင်နယ်ရဲ့ဥရောပဘောလုံးရဲ့အဆင့်မြင့်ဆုံးဆုပလောက်ကိုတကြိမ်မှမရရှိဘူးသလို2003 2004ရာသီကလေးကပရီးမီးယားလိကိုလည်းနောက်ဆုံးအကြိမ်ရရှိထားခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့တော့23မိနစ်မှာဝက်ဆန်အသင်းကနေကလပ်ဆန်ဂျီနေပြောင်းရွှေ့ပြီးပေါင်တန်း100နဲ့ရောက်ရှိလာခဲ့တဲ့ဒီဂန်ရတ်ဆာမေဂီယာရီတောင်ရဲ့အသင်းသားတွေအတွက်အဓိကဆုပ်လောင်းတွေမှာမကြခင် ရောက်လာတော့မယ်လို့ယုံကြည်နေတာလည်းပဲဖြစ်ပါလိမ့် ဒါတော့အသိကိုကြီးမားပါတယ်ဒီကလပ်ကိုကျွန်တော်မရောက်ခင်ကတည်းကကျွန်တော်တို့တွေတိုးတက်လာတဲ့လမ်းကြောင်းပေါ်မှာရောက်နေပြီလို့ခံစားရပါတယ်ဆိုပြီးဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်ဒီကလပ်ကလာမယ့်နှစ်တွေမှာဆိုရှင်ထူးခြားတဲ့အရာတွေလုံးဆောင်သွားမှာပါတို့တို့အားလုံးဒါကိုအပြည့်အဝယုံကြည်ထားကြပါလိမ့်နေပြရောအဖွဲ့ဝင်တွေအားလုံးကရောယုံကြည်မှုအပြည့်အဝရှိနေကြပါလိမ့်တို့ကလည်းမယုံနိုင်တော့အောင်ပါပဲစီမီဖန်တွေကကျွန်တော်တို့အတွက်ကြီးမားပြီးဒီညောက်ကိုကျွန်တော်တို့ခံစားသွားကြပါလိမ့် ရီယယ်မန်ဒရီအသင်းရဲ့ပရမအကြောင်းရှုံးနေမှုကိုပြန်လည်နိုင်ဖို့အတွက်ချင်းချောင်းမှုအနည်းငယ်သာပြုလုပ်နိုင်ခဲ့ပေမယ့်ပရမပိုင်းမှာကန်လီယာမာပေကို DRS ကပီနီတီအီဒီယာအတွင်းကျူးလွန်ခဲ့တဲ့ဆိုပြီးပီနီတီပေးခဲ့တာကြောင့် DRS နဲ့ Arsenal အသင်းတို့ဟာစိုးရိမ်ခဲ့ကြရသေးတာလည်းပဲဖြစ်ပါလိမ့်။ကြောင်မြင့်စွာပဲ VR ဆက်သင်းမှုပြီးမှာတော့ပီနီတီကိုပယ်ဖြတ်ပြီးဇီမီဖိုင်နယ်ပရမအကြောင်းကိုလွဲချော်ဇေနိုင်မယ့် DRS ရဲ့အဝါအကက်ကိုလည်းပြန်လည်ရုပ်သိမ်းသွားခဲ့တာလည်းပဲဖြစ်ပါလိမ့်။ ဒါဗျာပင်နယ်တီမှမဟုတ်တာပဲကျွန်တော်လည်းသိနေတာပဲသူမြေပြေမျိုးကိုဟန်ဆောင်ပြီးလဲချသွားယုံပါပဲလို့ဒီဂန်ဘတ်ကဖွင့်အားပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်ရီယယ်မရီအသင်းကကျွန်တော်ကိုဖြုတ်ရင်လည်းဘာပြဿနာမှမရှိပါဘူးလို့ပွင့်ဝင်လင်းလင်းပဲဖွင့်အားပြောဆိုခဲ့တဲ့နေပြည်တော်အန်ဆရော့တီယမနီကလက်ရှိချန်ပီယံလိချန်ပီယံကိုကောရောဖိုင်နယ်ကနေထွက်ခွာသွားစေခဲ့ပြီးတော့ရီယယ်မရီအသင်းနဲ့နေပြည်တော်ရာဒူးအပြောင်းလဲလောက်လာနိုင်တယ်ဆိုတာကိုနေပြည်တော်အန်ဆရော့တီကလက်ခံခဲ့တာလည်းပဲဖြစ်ပါလိမ့် ောက်ကြောင်ရောက်လဲငါးဂိုးဂိုးနဲ့ဂန်နာတို့ဟာဆီမီဖိုင်နယ်ကိုတက်ရောက်မှုနဲ့အတူအီတလီသားနေပြကြီးဟာအင်ကွဲမာဘေးနှစ်ဂိုးဂိုးနဲ့ရှုံးနေခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။ရီယယ်မတွေ့တဲ့ကဒီယာဒီဆန်နပွဲအမြောက်ရှုံးမဲ့ကိုတုံတွေ့ခဲ့ရတာဖြစ်ပြီးအရင်ဒီယာဒီလုံးမှာတော့နှစ်ပွဲနဲ့သာရှုံးနေခဲ့တာနဲ့ရှင်ကြည့်လိုက်မယ်ဆိုရင်တော်တော်လေးတိတောက်ခဲ့တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။ကလမကနေပြောက်ကိုအပြောင်းလဲဖို့အဆုံးဖြတ်ကောင်းအဆုံးဖြတ်နိုင်ပါလေဒီနေ့ဖြစ်နိုင်တယ်လို့ကျွန်တော်စာချုပ်တက်တန်းကုံဆုံးမဲ့နှစ်နဲ့ဖြစ်နိုင်ပါလေ ။ဘာပြဿနာမှမရှိပါဘူးလို့နေပြအန်စတော်ဒီကပွင့်ပွင့်လင်းလင်းပဲဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ကျွန်တော်ဒီကနေထွက်ခွာသွားတဲ့နေ့ဒီကလပ်ကိုကျေးဇူးတင်စကားပြောနိုင်မယ်လို့ထင်တယ်။မရက်ပြန်ဖြစ်နိုင်သလိုဆယ်ရက်အတွင်းတစ်လအတွင်းဒါမှမဟုတ်တစ်နှစ်အတွင်းလည်းဖြစ်သွားနိုင်ပါလိမ့်။ဒါပေမဲ့ကျွန်တော်လုံနိုင်တဲ့အားလုံးဟာဒီကလပ်အသင်းကိုကျေးဇူးတင်ဖို့ပါပဲကျွန်တော်အစာချုပ်တန်းကုံဆုံးတာပဲဖြစ်ဖြစ်မကုံသေးတာပဲဖြစ်ဖြစ်ကျွန်တော်ဂယုမဆိုင်ပါဘူးရီယယ်မတ်ထွေအသင်းကတော့လီဘာဝစီအသင်းရဲ့နေပြောင်းစားပြီးအလွန်ဆိုနဲ့ လဘောက်သိရဲ့နေပြဟောင်းရာခိုင်ကလို့တို့ကိုခေါ်ယူဖို့ထိတ်ဆက်မှုတွေရှိနေတယ်လို့သိရှိရပါတယ်။နေပြစတော်ဒီကတော့သူ့အသင်းအနေနဲ့လာလီဂါစပိန်ဖလားနဲ့ဒီနွေရာသီမှာကလပ်ကပ်ဖလားတို့အတွက်တိုင်ဝမ်ဝင်နေစေဖြစ်တယ်လို့လည်းဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်။အသင်းကစိတ်တပန်းအရာအစွမ်းကိုပေးဆက်ခဲ့ပါတယ်။ဒါမှလည်းပဲကျွန်တော်တို့မလုံနိုင်ခဲ့ပါဘူးလို့အာဆင်နယ်ကိုရှုံးနေခဲ့တဲ့အပြီးမှာဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်။ယောသာပြောမယ်ဆိုရင်အာဆင်နယ်ခံစီကတော်တော်လေးကောင်းခဲ့ပါလေကျွန်တော်နေရာလွတ်တွေရှာရတာတိတ်ကိုခက်ခဲခဲ့ပါလေ ပြည်နယ်မူပိုင်းအရာတို့တို့ပို့တာခဲ့ပေမဲ့ဒါကမလုံလောက်ခဲ့ပါဘူးလို့နေပြကြီးအန်စတိုရီကထားလောင်းဖွင့်ရပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလေဂျမနီဆင်မီဖိုင်နယ်ပထမအကြိုကိုလွဲချော်လာမယ်သောမတ်စ်ပါလီသောမတ်စ်ပါလီကတော့ BSG ရဲ့အသင်းနဲ့ရင်ဆိုင်ရမယ်ဂျမနီဆင်မီဖိုင်နယ်ပထမအကြိုပွဲစဉ်ကိုလွဲချော်လာမှာလည်းပဲဖြစ်ပါလေ တောမတ်စ်ပါရီယာယမနီတုံးကရီယယ်မထရီအသင်းကိုဘာနေပြုကွင်းမှာနဂိုရီကိုနဲ့အနိုင်ရရှိခဲ့တဲ့ချမ်နီကော်လာဖိုင်နယ်ဒုတိယကြော့ပွဲစဉ်မှာမလိုလားဖေးအဝါကပြတာချင်းခံခဲ့ရမှုနဲ့အတူတပွဲပဲခံရလာမှလည်းပဲဖြစ်ပါရည်။အသက်30နှစ်ရွယ်ပါရီယာရီယယ်မထရီအသင်းရဲ့နောက်ခံစားမအတိုနီယိုရိုဒီဂါနဲ့အချင်းများယာကနေအဝါကပြတာချင်းခံခဲ့ရတာလည်းပဲဖြစ်ပါရည်။ဒီရက်စတေးယောတောမတ်စ်ပါရီကိုတေချာပြောပြနေတာကိုလည်းတွေ့မြင်ခဲ့ရပါရည်။ လိုင်ယွန်သေးတဲ့ပွဲစဉ်မှာအောင်နနာတယောက်ပြန်လည်ပွဲထွက်လာမယ်လို့ဖွင့်အောင်ပြောဆိုလိုက်တယ်။နေပြအာမော်ရင်။မိုင်ရက်တဲ့နေပြအာမော်ရင်ကဂိုသမအောင်နနာမှာဂျာတာဘင်းနဲ့လိုင်ယွန်အသင်းနဲ့ရင်ဆိုင်စားရမယ်။ယူဘလီကွာလာဖိုင်နယ်ဒုတိယကြိုပွဲစဉ်မှာပွဲထွက်စားလာမှဖြစ်ကြောင်းအတီးဗျူပြောဆိုလိုက်ပါလိမ့်။ဂိမ်းဝင်လေဝင်စဉ်စားမှပြင်းတဲ့မှာလိုင်ယွန်အသင်းနဲ့နှစ်ခုစီတည်ကြတဲ့ပွဲစဉ်မှာအမနှစ်ချိန်ပြုလို့ပြီးနောက်ဒိန်းဝင်နဲ့နယူးယောက်စဲအသင်းနဲ့လေကိုလကိုနဲ့ရှုံးနေကြတဲ့ပွဲစဉ်မှာရော်တဲ့လူစင်းကနေချန်လက်ချင်းခံခဲ့ရတာလည်းပဲဖြစ်ပါလိမ့်။ အသက်29နှစ်အရွယ်ကိုသမားလိုင်ယော်တင်းတဲ့ဝဲစဉ်မတိုင်ခင်တော့ကရွာတဲ့သမိုင်းမှာအဆိုးရွားဆုံးကိုသမားအဖြစ်မာဒီရဲ့ကင်မွန်းတဲ့ချင်းနဲ့ခံခဲ့ရသူလည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့ခုကောင်မတော်အာမိုရင်ကဦးနနာမှာဒေညာကိုထုတ်ဖို့ကွင်းမှာလိုင်ယော်တင်းတဲ့ဝဲစဉ်မှာဘွက်ထွက်လာမယ်လို့အတီးပြူပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။နေပြောင်းတဲ့ကစားမဟောင်းတွေအနေနဲ့ပထမဆုံးလောက်ရတဲ့အရာတော့ကစားမတအုပ်ကိုအချိန်နဲ့တခုမှပုံကောင်းအောင်လုပ်ပေးရတာပါပဲ။ကျွန်တော်ကဇာမားတွေရေရုပ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်စိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်အကူအညီပေးဖို့လိုပါတယ် ဈေးနဲ့ပတ်သက်ပြီးလည်းစီမံရတာတွေလည်းရှိပါသေးတယ်။ Ordinal တွေတပတ်အနားရတာကောင်းတယ်လို့ကျွန်တော်ယူဆပါရစေ။ဘိုင်းနာအတွက်လည်းကစားခွင့်ရလို့ကောင်းစီပါလိမ့်။သူမနဲ့ပြန်လိုင်းရုံတင်းတဲ့ပွဲစဉ်မှာပါဝင်ကစားပါမယ်လို့အတီဗီပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဘိုင်းနာကတော့နေပါစတဲ့ပွဲမှာပရမအဆုံးပရီးမီယာလိပွဲကစားခွင့်ရရှိခဲ့ပေမဲ့စတော့ဒါကိုမှသူ့ရဲ့အမှားကြောင့်ပေးခဲ့ရတာလည်းပဲဖြစ်ပါလိမ့်။အိုမီလန်ကောင်းကိုအဝင်ပြဿနာတက်ခဲ့ကြတဲ့စာကာနဲ့ကာပါကျဲ ရေမနီတင်ဝိုင်းနောက်ကန်စားမကြီးကပါကြရာဂျမနီတုံကဘာနေပြူးမှာကစားကနေအာဆင်အတင်းနဲ့ဂျမနီကနောက်ဖိုင်နယ်ဒုတိယကြော့ပွဲစဉ်ရဲ့ပထမပိုင်းအပြီးမှာဦးမီလန်ကမှဘူဂါအိုဆာကာနဲ့ပြဿနာတက်ခဲ့ပါလိမ့်။ကဘာကြီးကတော့ဒုတိယအကြောင်းအနားယူနေရတာဖြစ်ပြီးဒီပွဲစဉ်မှာကွင်းထဲကိုရောက်နေသူလည်းပဲဖြစ်ပါလိမ့်။တူအပရမပိုင်းပြီးမှာဦးမီလန်ကနောက်ကိုဝင်လာတဲ့ဆာကာထံကိုတွားရောက်ပြီးရံမူတဲ့ဟန်တိုးပန်းခဲ့တာလည်းပဲဖြစ်ပါလိမ့်။ ပထမကြိုးလုံးက3ဂိုးမရှိတဲ့အနိုင်ရရှိတဲ့အာဆင်နယ်ကပထမပိုင်းမှာ၄ဂိုးကိုမရှိတဲ့အဥဆောင်နိုင်မဲ့ပင်နယ်တီရရှိခဲ့သေးတာလည်းပဲဖြစ်ပါတယ်။ဒါပေမဲ့ဇာဂါးရဲ့ပင်နယ်တီကိုကောင်းစွာအသုံးမချနိုင်ခဲ့ပါဘူး။ဇာဂါးပထမပိုင်းမှာပင်နယ်တီလွဲချော်ခဲ့ပေမဲ့ဒုတိယပိုင်းမှာအာဆင်နယ်အသင်းအတွက်ဥဆောင်ဂိုးကိုသွင်းယူပေးခဲ့တာလည်းပဲဖြစ်ပါတယ်။ဒီဂိုးကိုချက်ချင်းဆိုလိုပဲဗနီးရှားဂျူနီယာကထေပါကိုသွင်းယူပေးခဲ့ပေမဲ့အထင်ပေါ်မှာမာလီနယ်လီကအော်စတြေးလျအသင်းအတွက်နှုတ်ကိုယ်ကိုအနိုင်ဖြစ်စေမဲ့အနိုင်ကိုသွင်းယူခဲ့တာလည်းပဲဖြစ်ပါလိမ့် ရီယယ်မက်ဒရီယန်တွေကလည်းကြော်ပေါင်းရလက်ငါးဂိုးတကူနဲ့အနိုင်ရရှိတဲ့အာဆင်နယ်တဲ့ဟာချန်ပီယံစင်မီဖိုင်နယ်မှာတော့ PSG အသင်းနဲ့ရင်းဆိုင်စားရမှာလည်းပဲဖြစ်ပါတယ်။ဒါတော့စင်မီဖိုင်နယ်မှာတွေ့ကြမယ့်အသင်းတွေကတော့ PSG, Arsenal, Inter Milan, Barcelona အသင်းတို့ပဲဖြစ်ပါတယ်။စင်မီဖိုင်နယ်ကနေဘောလုံးပွဲအဆင့်ကိုတက်ရောက်သွားနိုင်မယ့်အသင်းတွေကဘယ်အသင်းတွေဖြစ်လိမ့်မလဲဆိုတော့ရင်းခုန်စစ်လို့ရှားစွာနေပဲစောင့်ကြည့်ရတော့မှာလည်းပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။ပရိသတ်များလို့ကိုစင်နေပြောင်းချမ်းသာပြီးဘေးပြန်ဝေးကွာကြပါစေခင်ဗျာ။